တင့်ရဲ့ Facebook အကောင့်က like တွေ view တွေဘလောက်ပဲများနေပါစေကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီပေါ့နော် location ဖြစ်နေရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ Facebook account နဲ့ Facebook page ကကျွန်တော်တို့ဝင်ငွေရှာလို့မရဘူးပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကဒီပေါ့နော်ဝင်ငွေရှာလို့ရတယ်ကျွန်တော်တို့နိုင်ငံတစ်ခုကိုကျွန်တော်တို့ဘယ်လိုမျိုး location ကိုကျွန်တော်ဘယ်လိုရှိမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ပြောပြပေးပါမယ် Okay အဲ့လိုမျိုးကျွန်တော်တို့ရှင်းချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပထမဆုံးဒီမှာပေါ့နော်ဒီဒီကျွန်တော်တို့ဒီညာဘက်ပေါ်တောင်ကအစလေး30ပုံစံတွေကိုနှိပ်လိုက်နှိပ်ပြီးတော့မှကျွန်တော်တို့ setting and privacy ဆို privacy ဆိုတဲ့ထည့်ကိုဝင်လိုက်ပေါ့နော်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ တော်ဒီ setting နဲ့ကိုကျွန်တော်တို့ဝင်လိုက်ပါ okay ဒီထဲကိုရောက်သွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะ cmo in account center ဆိုတာရှိတယ်ပေါ့เนาะအဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက် okay ဒီထဲကိုရောက်သွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့ဒီပေါ့เนาะ ur information and permission ဆိုတာရှိတယ်ပေါ့เนาะကျွန်တော်မျက်ပြတ်ထားတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ okay အဲ့ဒီမှာကျွန်တော်တို့ဒီအပေါ်ဆုံးမှာကျွန်တော်တို့ access ur information ဆိုတာလေးရှိတယ်ပေါ့เนาะ facebook ပုံစံ logo လေးနဲ့အဲ့ထဲကိုကျွန်တော်ဝင်ပေးလိုက်ပါ โอเคကျွန်တော်တို့ဒီထက်ကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะကျွန်တော်မျက်ပြတ်ထားတယ်ဒီမှာ CMO CMO recent activity ဆိုတာရှိရယ်ပေါ့เนาะအဲ့ဒီထည်ကိုကျွန်တော်တို့ဝင်ပြီးတော့มาကြည့်လိုက်ပါ โอเคဒါဆိုလို့ရှင်ကျွန်တော်ဒီမှာဗောနော်ဒီမှာကျွန်တော်ဒီမှာမှာ primary location နေရာရှောက်မကွေးဆိုပြီးတော့မှပြနေရဗောနော်ဒါကကျွန်တော်တို့ဒီမှာမြန်မာနိုင်ငံရဲ့ location ဖြစ်တယ်ဗောနော်အဲ့လိုမျိုး location ဖြစ်နေရဆိုလို့ရှင်ကျွန်တော်တို့ရဲ့ဒီ Facebook account နဲ့ Facebook page ကကျွန်တော်တို့ဘလောက်ပဲဒီ video မှာ view တွေ like တွေများနေပါသေးဗောနော်ကျွန်တော်တို့ရဲ့ဒီဒီဗောနော် monetization ဟို program မပွင့်ဘူးဗောနော်မပွင့်မဲ့ねကျွန်တော်တို့ရှောက်လို့လည်းမရဘူးမရပဲねကျွန်တော်တို့ကဒီမှာဗောနော်ဒီမြန်မာနိုင်ငံအနေနဲ့ဖြစ်နေရတဲ့အတွက်ကျွန်တော် issue တွေအများကြီးပဲဖြစ်နေမှာဖြစ်တယ်ဗောနော်โอเคအဲ့တော့ကျွန်တော်ကဒီမှာဗောနော်ဒီမကွေးဆိုတော့ဒီမှာဗောနော်ဒီဟာဒီဒါကျွန်တော်ထင်ပါတော့မကွေးလို့ပြနေဗော ော်တချို့ကရန်ကုန်လည်းဖြစ်ရင်ဖြစ်မယ်မန်းလေးလည်းဖြစ်ရင်ဖြစ်မယ်ပေါ့နော်အဲအဲ့ဒီဟာကိုကျွန်တော်တို့ကဘယ်လိုမျိုးရှင်းမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီညဘက်ကျွန်တော်တို့ sorry ဒီဘက်ပဲအပေါ်တော့ငါများလေးနဲ့အပြင်ကိုတစ်ချက်ပြန်ထွက်လိုက်ပြန်ထွက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ your facebook activity ဆိုတဲ့ဟာတွေကိုကျွန်တော်ဝင်ပေးလိုက်ပါဒီမှာ your information ဆိုတဲ့အောက်က your facebook activity ဆိုတဲ့ထဲကိုကျွန်တော်ဝင်ပေးလိုက် okay ဒီတဲ့ကိုရောက်သွားပြီဆိုတော့ကျွန်တော်တို့ဟိုးအောက်ကိုကျွန်တော်ဆက်သွားလိုက်ပါ โอเคဒီမှာပေါ့เนาะအောက်ကိုဆက်သွားလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဗိုတင်ပေါ့เนาะအဲ့ဒီမှာဗိုတင်ဆိုတာရှိရယ်အဲအဲ့ဒီဗိုတင် location ဆိုတဲ့ဟာရှိရယ်ပေါ့เนาะဗိုတင် location ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါโอเคဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့เนาะဒီမှာ location you are location ဆိုတာရှောက်ဆိုပြီးတော့ဖြစ်နေရပေါ့เนาะ CH UK ရှောက်ဆိုပြီးတော့ဒီမှာပေါ့ဒါဒါကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့ကျွန်တော်တို့မျိုးတို့မျိုးရောက်နေတာအဲ့ဒါကိုကျွန်တော်တို့ကအဲဒီပေါ့เนาะဒီ Facebook ကနေတရားဝင်အသိမှတ်ပြုထားတယ်ကျွန်တော်တို့ဒီပေါ့เนาะ monetization တရားဝင်အသိမှတ်ပြုထားတဲ့နိုင်ငံကိုကျွန်တော်ရှိမှာပေါ့เนาะအဲ့အဲ့တော့ကျွန်တော်ကအဲ့ဒီ you are location ဆိုတဲ့ထဲကိုကျွန်တော်ဝင်ပေးလိုက်ပါ โอเคဒီတဲ့ကိုရောက်သွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့အဲဒီရှိမ့်မဲ့ကျွန်တော်တို့ရဲ့ဒီဗောနောနိုင်ငံဗောနောအဲနိုင်ငံရဲ့မြို့ရဲ့ကိုကျွန်တော်တို့ရှာပေးရမှာဖြစ်တယ်ဗောနောအဲ့တော့ကျွန်တော်ကဒီမှာဒီထက်မှာကျွန်တော်တို့စင်ကာပူအဲကျွန်တော်တို့စင်ကာပူကလည်းကျွန်တော် Facebook ကနေတရားဝင်အသိမှတ်ပြုထားတယ်ကျွန်တော်တို့ထိုင်းလိုပါလို့လည်းကျွန်တော်တို့အသိမှတ်ပြုထားတယ်ဗောနောအဲကျွန်တော်ကတော့ဒီမှာစင်ကာပူဆိုပြီးတော့ရှာမယ် na ဆိုပြီးတော့မှကျွန်တော် ma ma ri na ဆိုပြီးတော့မှရိုက်ကြည့်လိုက် okay အဲ့လိုမျိုးကျွန်တော်ရိုက်ကြည့်လိုက်ရဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะဒီထက်မှာကျွန်တော်တို့လိုက်ရှာလိုက်ပေါ့เนาะဒီမှာစင်ကာပူမာရီနာဘေးဆိုပြီးတော့မှကျွန်တော်တို့ရှိလာပေါ့เนาะ okay အဒီအပေါ်မှာကျွန်တော်တို့ဒီမှာပေါ့เนาะမာရီနာဘေးဆိုတော့ဒီမှာเนาะမီလက်ကာပေါ့เนาะအပေါ်မှာမီလက်ကာလို့ထွက်လာတော့မသိဘူးပေါ့เนาะအဲ့ဒီဟာကိုကျွန်တော်တွေ့တယ်ပေါ့เนาะအဲ့မှာမာရီနာဘေးဆိုတဲ့ဟာပေါ့เนาะအပေါ်ဆုံးကကျွန်တော်တို့မာရီနာဘေးဆိုတာကိုကျွန်တော်ရွေးပေးလိုက်ပါ โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမှာဗောနော် UR location ဆိုရဲအောက်မှာ Marina Bay ဗောနော်စင်ကာပူဆိုတဲ့ဟာကျွန်တော်တို့ဖြစ်သွားပြီဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီကျွန်တော်တို့ဒီဗောနော်ဒီမှာပုတ်တင်ပေးထားတာကျွန်တော်အောင်မြင်သွားပြီဗောနော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဗောနော်ဒီ location ကိုကျွန်တော်တို့ရှင်းပြီဗောနော်အဲ့ဒီ location ကကျွန်တော်တို့ရှင်းရှင်းပြောင်းမသွားပါဘူးအဲ့ဒါကကျွန်တော်တို့ဒီမှာဗောနော်တပတ်တုံးမဟုတ်တော့ဒီအကြအများဆုံးကျွန်တော်တလားလောက်စောင့်ရတယ်ဗောနော်အဲ့ဒီလိုမျိုးစောင့်မှသာလေကျွန်တော်တို့ရဲ့ဒီမှာဗောနော် asset UR information ဆိုတဲ့နေရာကိုကျွန်တော်တို့ကခဏခဏကျွန်တော်တို့လာပြီးဝင်ကြည့်ပေးနေရမှာဖြစ်ပါတယ်ဒီမှာဗောနော်မကွေးရှောက်ဆိုတဲ့နေရာမှာကျွန်တော် ော်တို့အဲဒီပေါ့နော်အဲဒီစင်ကာပူမိုင်းနာပေးဆိုပြီးတော့မှပြောင်းသွားမှကျွန်တော်တို့ရမှာပဲဖြစ်ပါတယ်။ Okay နောက်ထပ်သတိထားမယ့်အချက်တွေရှိရပါတော့။အဲ့လိုမျိုးကျွန်တော်တို့ကဒီစင်ကာပူမိုင်းနာပေးပြောင်းသွားဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က VPN ပေါ့နော် VPN ကောင်းတာကိုကျွန်တော်ဝယ်ပြီးတော့မှသုံးသုံးဖို့လိုအပ်ပါတယ်။ကျွန်တော်ကတော့ဒီမှာပေါ့နော်ကျွန်တော်ရဲ့ဒီ Expert VPN နဲ့ကျွန်တော်အဆင်ပြေတယ်။ Expert VPN မှာလည်းစင်ကာပူမိုင်းနာပေးဆိုတဲ့ဒီမှာပေါ့နော်ကျွန်တော်ဒီမှာမျှပြထားတဲ့ location တွေရှိတယ်။အဲ့ဒီဟာကိုလည်းကျွန်တော်တို့ဒီပေါ့နော်အဲ့ဒီနိုင်ငံကိုလည်းကျွန်တော်တို့ကြော်ပြီးတော့မှကျွန်တော်အမြဲတမ်းအသုံးပြုပေးရမှာဖြစ်ပါတယ်။ဒီမှာလည်းမိုင်းနာပေးကျွန်တော်တို့ရဲ့ဒီ Facebook location မှာလည်းကျွန်တော် minor base ဆိုပြီးတော့မှကျွန်တော်အဲတုံးထားရဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီပေါ့နော် Facebook ရဲ့ location ကတစ်ပတ်လောက်နဲ့ကျွန်တော်တို့မြန်မြန်ဆန်ဆန်ကျွန်တော်တို့ location ပြောင်းသွားမှာကိုကျွန်တော်တို့ပြောင်းသွားမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်ဘာကိုထပ်ပြီးတော့မှကျွန်တော်တို့လုတ်ပြီးရင်ပို့ပြီးတော့အဆင်ပြေမယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ profile နဲ့ကိုကျွန်တော်ဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာ CDD ဆိုတဲ့အောက်မှာကျွန်တော်တို့ဒီမှာအိုကေဒီမှာပေါ့နော်ကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒီမှာ အဲ RCD တို့ကျွန်တော်တို့ဒီအပေါ်မှာပေါ့နော် RCD တို့ဒီမှာ work တို့ဘာတို့မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲပေါ့နော်ဒီစင်ကာပူဆိုတဲ့ဒီနိုင်ငံ location ကိုကျွန်တော်ပြောင်းထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့မှအဆင်ပြေပါတယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Facebook ဘက်ကလည်းစစ်ဆေးတဲ့အချိန်မှာအဲဒီကျွန်တော်တို့ကနေထိုင်တာစင်ကာပူမှာဖြစ်တယ်ပေါ့နော်အဲအဲ့လိုမျိုးတွေကျွန်တော်တို့မြင်ရမှာပဲဖြစ်ပါတယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ location ကအမြန်ဆုံးကျွန်တော်တို့ပေါ့နော်ဥမာတလားကြာမဲ့ဟာတစ်ပတ်ပေါ့နော် တစ်ပတ်ကြာမဲ့ဟာကကျွန်တော်တို့ခဏလေးနဲ့ကျွန်တော်တို့အမြန်ဆုံးကျွန်တော်တို့ location ကပြောင်းသွားမှာဖြစ်ပါတယ်အဲ့လိုမျိုးပြောင်းလာပြောင်းသွားမှာဒါလည်းကျွန်တော်တို့ရဲ့ဒီ Facebook က ကနေပြီးတော့မှကျွန်တော်တို့ဒီမှာဝင်ငွေတွေရှာလို့ရမယ်ပေါ့နော်အဲ monetization တွေကိုကျွန်တော်တို့အဲဒီသက်ဆိုင်ရာ bank account အနေနဲ့ကျွန်တော်တို့ရှိတ်ဆက်လို့ရမှာပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်ခင်ဗျာ